online shop တွေကခေတ်စားနေတာဆိုတော့ online shopping နဲ့ပတ်သက်ပြီးအင်္ဂလိပ်လိုပြောတတ်ဖို့ဆရာဒီနေ့သင်ပေးဦးမယ်။အဲ့တော့ဒီမှာရှိတဲ့စာကြောင်းကငါးကြောင်းနဲ့ပြင်မယ်လေ။သူ့မှာလည်း vocabulary တစ်တည်ပါမယ်။အလုံးလုံးတစ်တည်ပါမယ်။ ဲ့တော့ရှေ့ရတင်ခဲ့တဲ့ဟာတွေရောနောက်လာမယ့်ဟာတွေရောပေါက်ဆက်လို့ရှိရင်ခေါင်းထဲမှာအများကြီးစုမိသွားမယ်။ဗားလေးအများကြီးစုမိသွားမယ်လို့ဆိုရင် vocabulary တွေရော usage တွေရောအများကြီးစုမိသွားမယ်။ဒါပေမဲ့နေ့စဉ်နေ့တိုင်းပုံမှန်လေ့လာဖို့တော့လိုတဲ့အဲ့တော့ဒီနေ့အခုသင်တွေရဲ့လက်ရှိသွားနေတဲ့ series ကအင်္ဂလိပ်စာ speaking ကောင်းဖို့ရက်60ဆိုပြီးတော့သွားနေရယ်။အဲ့တော့ဒီ speaking series တစ်ခုပြီးသွားလို့ရှိရင် speaking နဲ့ပတ်သက်တဲ့အချက်လက်တွေရောအာ to speaking နဲ့မကောင်း writing လို့ ဒီ reading တို့ကိုလည်းတော်တော်နှိမ့်ရဒီကောင်းလေးအကျိုးပြုနေပါတော့ဒီ series ပြင်လည်းနောက်ထပ်ကောင်းတဲ့ series ဆက်ပြီးတော့လာပါဦးမယ်အဲအရေးကြီးတာတော့နေတိုင်းပုံမှန်လေ့လာနေဖို့လိုတယ်လေ့လာရဆိုတော့မှကအပြင်းပြင်းလေးကြည့်ကြအောင်ဆရာရင်ညွှန်းချင်တာမဟုတ်ဘူးဒေချာလေး live မှတ်ပြီးတော့စာအုပ်တုံးတဲ့ကိုနေ့စဉ်နေ့စဉ်သင်တန်းတစ်ခုတက်နေလို့မှတ်ဖို့ဆရာပြောချင်တာဖြစ်ပါတယ်ကဲဟုတ်ပြီကဲမင်း online ကနေဈေးဝယ်လာ လာမင်းကုန်းနေအကုန်လုံးအားဆရာတို့အခုနဲ့စဖို့ပြောခဲ့တယ်နော်ဒီမှာဆိုရင်မင်းမှာမင်းဖြစ်တယ်ပုံမှန်ကိစ္စဆိုရင်ဘဝဘဝဆိုရင် do dust နဲ့စရတယ် ဘာကြောင့်ဒူးတက်ကဆားလဲဆိုတော့မေကွန်လောက်ရင်ဒူးတက်ထွက်သွားရင်ပေါ့ယူအားကြတော့တယောက်ထက်ပြင်မဲ့လဲစက္ကန့်ပါဆန်ဒါလည်းဒီ series ရဲ့အချိန်မှာအင်္ဂလိပ်စာအောက်တက်ကြည့်ဖို့ရ30 series ဆိုပြီးဆရာတင်ထားပြတဲ့အထက်မှာဒါအသေးစိတ်ပါရင်ဒါတော့တစင်းတက်လာပြီပေါ့နော်အဲ့တော့ဟူးမတောင်းမြင်နေဆိုရင်အခြေခံမခိုင်သေးတဲ့လူဆိုရင်အဲ့ series series ကိုတစ်ခေါက်ကြည့်ပြီးမှဒီကိုတစင်းကြီးတက်ပြီးတက်လာခဲ့ပါနောက်မကြပါဘူးနော်သူများနဲ့မရှင်နဲ့ကိုယ်အတိုင်းတာနဲ့ပဲကိုယ်တက်လာခဲ့မယ်အဲ့တော့ဆရာဒူးထုတ်လိုက်ပြီးပြီးရင် U ဖြစ်သွားတယ်ဒူး U ဈေးဝဲတာကိုအင်္ဂလိပ်လိုဘိုင်ရဝဲတာပေါ့နော်နှစ်ခုလုံးပေါင်းပြီးတော့ short လို့တောင်းလိုက်ရတယ်ဒီ SHOP short ဒီဈေးဆိုင်လို့လည်းအဓိပ္ပာယ်ထွက်တယ်လို့ဈေးဝဲတီလို့လည်းအဓိပ္ပာယ်ထွက်လို့ရရဲ့ဒါကတချို့အလုံးတွေဒီ noun function ကို verb function ကိုလောက်တာရှိတယ်ဥပမာအဖြစ်ဆိုရင်ပေါ့ phone ဆိုတာမျိုးဆရာတို့ခြိုင်တဲ့ phone တွေကလည်း phone လို့ပြောလို့ရလို့ phone set တာကိုလည်း phone လို့ပဲတလုံးနဲ့ verb အနေနဲ့လည်းသုံးလို့ရတယ်နောက်ကရေဆိုပါဆိုပေါ့နော် water ဆရာတို့တောက်တဲ့ရေလည်း water နောက်ရေလောင်းတီဆိုတဲ့လောက်ဆောင်ချက် verb တစ်ခုကိုလည်း water လို့သုံးလို့ရတယ် ဲ့တော့ဒီမှာလည်းလိုပဲ shop က sign လို့လည်းတိပဲထွက်တယ်ဈေးဝယ်တာကိုလည်း shop လို့လည်းသုံးလို့ရတယ် fab အနေနဲ့လည်းသုံးလို့ရတယ်ဆိုတော့လုံးမထားဘူး do shop online ကနေဆိုတော့လွယ်လွယ်လေးပဲ online မှာထည့်ထည့်လိုက်နော်အဲ့တော့ do shop online ဘယ် online ကနေဈေးဝယ်လာဒါလေးလွယ်ရတယ်နော်အဲ့တော့ကြည့်လိုက်တော့လည်းလွယ်သွားရဲ့ဒါဆိုဘာလုပ်မလဲမှတ်မယ်ရေးချင်မယ်ငါဝယ်ပါလေတဲ့အဲ့တော့ဟိုတီးတိုင်ကြီးဝယ်ရပြန်ပြောချင်မှလို့ဒီဒါတွေကလာမေးခွန်းတွေက yes or no မေးခွန်းလို့ဆိုရလေအဲ့တော့ yes i အခုကဒူးနဲ့ဆိုဒီမှာဒူးပြန်ထည့်ရ yes i do လို့ထည့်လိုက်ရင်လုံလောက်ပြီ၎င်းကအဆင်ပြေတယ် အချိန်ကုန်တက်တာလေ၎င်းဆိုတော့ it ဒီ၎င်းဒီဆရာပြောတာ online shop ကိုပြောချင်တာပေါ့နော်အဆင်ပြေတယ်ပေါ့အဆင်ပြေတော့လို့ခေါ်ရဆိုရင် convenient လို့ခေါ်ရနော် convenience ဒီ adjective ဖြစ်တယ်အဲ့တော့ဒီရှိရစီးရေးမှာလည်းပြောထားတယ် adjective ဒီ dot နဲ့ဆုံးတယ်အဆင်ပြေသောဒေါ်ဒီဒီဖြစ်ဖို့ဆိုတော့သူရှိမှာပါလို့လဲဆိုရင် ms ထည့်ဖို့လိုတယ်အဲ့တော့ it is convenience အဲ့တော့ is ကဝင်လာလဲဆိုလို့ရှင် adjective ဖြစ်လို့ verb မဟုတ်ဘူး verb ဆိုရင်တည်းတစ်လုံးနဲ့ရေးလို့ရတယ်အဲ့တော့ဒေါ်ဒီအဆင်ပြေသောဒီအဆင်ပြေဒီဖြစ်သွားဖို့ is ထည့်လိုက်တယ်ပြီးတော့ဆိုတော့ and နဲ့ဆက်လိုက်မယ် အချိန်ကိုတတ်တာကြတော့ setup လို့ရဆိုရင် save time လို့ရေးလိုက်မယ်အချိန်ကိုစုဆောင်းနိုင်တယ်အချိန်ကိုကယ်တင်နိုင်တယ်ဆိုတာအချိန်ကိုကုန်တတ်တာစီလို့ပြောဒါပေမဲ့ save ဒီလိုလိုမျိုး adjective မဟုတ်ဘဲနဲ့ verb ဖြစ်တယ် verb ဖြစ်တဲ့ကြောင့်သူ့ရှိမှာ ms ထည့်စရာမလိုဘူးဒါပေမဲ့ verb one ရဲ့ဘာဝရာသူ့ရှိရ subject ကိုလှမ်းပြီးကြည့်ရတယ်မှတ်မိသေးလားမသိနော် data တွေကိုကြည့်ခဲ့တဲ့ follower တွေဒီကောင်ကတစ်ခုကိန်းဆိုရင်ဒီဘာဝမှာ has လေးထည့်ရတယ်အားရဒီမှာ s ပါလာတယ် adjective ဆိုရင် s ထည့်စရာမလိုဘူး is နဲ့တွဲရင် ဗတ်ဒီ is ထည့်ဆရာမလို့ဘူးတခုကိန်းဆိုရင်ဒါ s ထည့်ပြီးအဲ့တော့ it is convenient and saves time ဒီလိုမျိုးသဘောတရားရရှိတယ်နောက်ခါဒါကအောက်ဖက်စားတွေ layer set ပစ္စည်းတွေနဲ့အိမ်သုံးပစ္စည်းတွေကိုငါဝယ်တယ် subject က i ပေါ့ subject ပြင်ဘက်ကိုသွားမယ်ဝယ်စွာ buy ပေါ့ i buy ဘာလို့ဝယ်ရလဲအဝယ်စားတွေစီရလို့ခြေရှိရ close လို့ချွတ်တာထားတယ် close လို့တာမထားဘူး close ပဲနဲ့ထားမယ်အဲ့တော့ i buy close တဲ့ layer set ပစ္စည်းတွေ electronic လို့ခေါ်တယ် ဲ့တော့ i buy clothes electronics and ပြင်ပါတယ်လေအိမ်သုံးပစ္စည်းတွေကိုတော့ household item လို့ခေါ်တယ်အဲ့တော့ household items ပထမနော်မိနစ်တက်လေးပါလာပြီကြက်လိုက်မသိရင်အဲ့တော့ i buy clothes electronics and household items အဲ့တော့ vocabulary တွေအရင်အရေးကြီးတယ်အင်္ဂလိပ်စာတတ်ဖို့မြင်းနေမရပဲနဲ့ဘယ်လိုလိုအင်္ဂလိပ်စကားပြောလို့ရမလဲ grammar ရောလေ့လာမယ် vocabulary ရောလေ့လာမယ်အဲ့ဒါမှနှစ်ခုပေါင်းဆက်ပြီးတော့ပြောလို့ရမယ်ရေးလို့ရမယ် ဖတ်လို့ရမယ်နားထောင်ပြီးတော့နားလည်လို့ရမယ် vocabulary မသိဘဲနဲ့သူများပြောတဲ့ဟာကိုငါနားမလည်ဘူးဆိုတာ vocabulary မသိလို့ပေါ့နော်အဲ့ဒါကြီးလည်းအရေးကြီးတယ် vocabulary အဲကြောင့်နေတိုင်း vocabulary အစ်စ်တွေကိုစုနေတာဆရာ video လေးကိုပုံမှန်ကြည့်သွားတဲ့ vocabulary ကိုစုသွားဒါထက်ပိုကြီးကအားကောင်းတယ်ဆိုလို့ရှိရင်တေလူလို့ရသမျှ website ထဲမှာရှိတဲ့ vocabulary ကိုစု vocabulary များများစုနိုင်လေလေအင်္ဂလိပ်စာ level ကမြင့်လာလေလေပဲ online မှာဈေးဝယ်ခြင်းကစိတ်ချရရဲ့လားစိတ်ချရတယ်ဆိုတော့ reliable လို့လည်းသုံးရတယ်နောက်တစ်ခုကပါလဲဆိုရင် safe လေး ရေကင်းလုံချုံလဲဆိုတော့လည်းဒီနေရာမှာသုံးလို့ရတယ် adjective ဖြစ်တယ် adjective ဆိုရင်ဆံခွန်းကပြောတယ်သူရှိမှာဘာလို့လဲ amsar လို့ရတယ်မေးဖို့ဆိုရင်အဲ့ amsar ရှေ့ထုတ်လိုက်တော့ is ကရှေ့ရောက်သွားပြီးတော့ဒီမှာ int ကဝင်လာတယ် is it safe ဘေးကင်းလုံချုံရဲ့လား၎င်းကဘေးကင်းလုံချုံရဲ့လားဘာလို့ဖြစ်လဲဆိုရင်ဈေးဝယ်ခြင်းဒါပေမဲ့ဒီနေရာမှာဆရာဟောပေါ့ shopping online ဆိုပြီး ing data ဆက်လိုက်ရတယ်ဟုတ်ဒါမှမဟုတ် online မှာဈေးဝယ်ခြင်းဆိုတာလို့ဆရာပို့ပြီးကြိုက်တော့ to shop လို့ရလိုက်တယ်နော်ပြီးတော့ online မှာဆို online လို့ရလိုက်တယ် အဲ့တော့ဘလို့ဖြစ်သွားလဲဆိုရင် two shot online ဒီ two ရဲ့အတိတ်ပဲတို့ရန်လို့ပြောထားတာကို online မှာဈေးဝယ်ရန် is it safe လုံခြုံရဲ့လားစိတ်ချရရဲ့လားဆိုပြီးဖြစ်သွားတယ်။အဲ့တော့ပြန်ပြောရင်မင်းကယုံကြည်ရတဲ့ website တွေသုံးမယ် review ဆိုတာကဒီဟိုဘလို့ပြောမလဲဆိုရင်အဲ့ဒီဝယ်မဲ့ online shop ရဲ့အောက်မှာပေါ့ comment တွေအဲပြီးလို့ရှိရင်ဒီ review တွေပေါ့နော်သူကကောင်းပါတယ်ဆိုရင်ထောက်ခံတဲ့ဟာယုံကြည်လောက်တဲ့အနေအထားတွေရှိတယ်ဆိုရင်တော့အဲ့ရနေဝင်တော့စိတ်ချရပါလေလို့ဆရာကြီးမှာအဲ့တော့ဘာနဲ့ပဲစရမလဲစိတ်ချရပါလေနဲ့ပဲစရလိုက်မယ်အဲ့တော့ခဏဒါလေးကိုပြန်ဖြေလိုက် it is safe ပေါ့နော်သိချရပါတယ်။ဘာဖြစ်လဲဆိုလို့ရှင်အဲ main ကယုံကြည်တဲ့ website တွေသုံးမယ် review တွေကြည့်မယ်ဆိုရင်ရှင်ဆိုတာလှရင်နဲ့ဒီလိုဆရာပြောထားတယ်လှရင်ဆိုတာ if ပေါ့ပြီးရင် if ကနောက်မှာ subject ကလည်းလည်းပြန်လိုက်လာမယ် main ဆိုတော့ you အပြည့်ပြည့်ဘတ်လာမယ်ပထမတစ်ပိုင်းကိုရင်သုံးမယ်သုံးမှာ use ပေါ့နော်ဘာ1မှာတော့ဒီမှာ s ထည့်တာကဒါတစ်ခုဂိမ်းမဟုတ်လို့ဒါရော you ကတင်စီရတစ်ခုဂိမ်းပြင်မယ်လဲ use ဒီမှာ s မထည့်အောင်ဘာကြောင့်လဲ ယူသည်စကန်ပါဆန်ဒါကဒေးတက်ဒီစီးရီးယားရှေ့ဆုံးမှလည်းဆရာပြောခိုင်းထားတယ်စကန်ပါဆန်လေဆိုလို့ရှိရင် for one ဒီမှာ SE ရထဲစရာမလို့ဘူးအဲ့တော့ is it safe if you use ပေါ့တော့မလဲဆိုလို့ရှိရင်ယုံကြည်ရတယ်ဆိုတာလို့လည်းမှတ်ထားမယ် trust that လို့ခေါ်ရနော်အဲ့တော့ is it safe if you use trust that website ကဲဘယ်လိုလဲအစ်တတွေအများကြီးပဲ trust that ယုံကြည်ရတော့ website ဆိုတာဘာကြီးလဲ website တွင်အမ်ပြီးတော့ဘာလဲဆိုရင်အာ review တွေကိုကြည့်မယ်ပေါ့ကြည့်ရဲဆိုတော့ look လဲတုံးရတယ်စစ်စေးတောင်တော့ဆရာတော့ check လို့တုံးတာဆရာဘုသဘောကြရယ်เนาะတေချာလေးကြည့်တာကိုကျတော့ check လို့တုံးတာလို့ဒီတိုင်းပဲအပြင်းပြင်းကြည့်လာမျိုးမဟုတ်ပဲねတေချာစစ်စေးကြည့်တာကိုကျတော့ check နဲ့တော့လဲမယ်ဘာရယ်လဲဆို review လို့ရရမယ်အဲဒီတော့ဘာလဲဖြစ်သွားလဲဆိုရင် you တင်ဒီ trusted website ယုံကြည်ရတဲ့ website တွေ use သုံးမယ်ဆိုရင် reviews တွေကို check ကြည့်မယ်ဆိုရင် it is safe လောက်ကဘေးကင်းလုံခြုံပါတယ်ဆိုပြီးဖြစ်သွားတယ် နေတိုင်းကြည့်လို့ရှိရင်မရကြပါအကြောင်းရှိမယ်ဆရာလည်းဖြည်းဖြည်းနဲ့တိတိဆရာရှင်းပြတယ်ပြီးတော့တနေ့စားတနေ့ပုံမှန်လုပ်ဖို့ပဲလိုတယ်ကာယုံမှုလို့ထပြီးတောက်လို့မရအောင်နေတိုင်းပုံမှန်လေးလေ့လာသွားမယ်ဆိုရင်အင်္ဂလိပ်စာရင်းလေးတိုးတက်လာမှာမခက်ထားလို့လေ့ကျင့်လိုက်အောင် do you shop online လိုက်ပြီးပြောလို့နော် do you shop online yes i do it is convenient ခုံလို့မဆိုခံလို့တတ်မယ် it is convenience and saves time i buy clothes electronics and household items is uh, is this say me go so that is it lo than than no is na ego is it lo khwa phat sam lo da sa phat lo ya ye is it safe to shop online အဲ့နောက်ခုကြတော့ it is safe if you use trust app website and check reviews ကြားဆိုလို့ရှိရင်ဒီနေ့မှာမိနေတဲ့တွေရပါပြီမှတ်မယ်ကြမ်းမယ်နေတိုင်းလေ့ကျင့်ကြပါ fight တယ်မှာ